ကဘာကျမ်းမာရေးအဖွဲ့ WHO အနေနဲ့မုတ်တုံမိုးရာသီရောက်ရှိလာတာနဲ့အမျှဖြစ်ပေါ်လာနိုင်တဲ့ကျန်းမာရေးအန္တရာယ်တွေအတွက်ယောဂါချိုးတင်ကောင်းွက်ရေးလုပ်ငန်းတွေကိုသုံးမြင်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။နေရဆွန်ခွာတိန်ဆောင်နေရသူတွေအတွက်ယာယီစက္ကန်တွေမှာမတန်ရှင်းတဲ့ရေးမှသစဉ်ကူးစက်သောယောဂါများယောကြစေဖို့ရေးစစ်စကားများချင်းတောင်းများနဲ့ယောဂါဖြစ်ပွားမှုကောင်းွက်ရေးပစ္စည်းကရိယာတွေကိုလည်းဖြန့်ဝေပေးလျက်ရှိတယ်လို့ဆိုပါတယ်။ ထားအပြင် WHO သည်မကူးစက်နိုင်သောရောဂါ NCD ဝေဒနာရှင်2500ကျော်အတွက်ဆေးဝါးများကိုထောက်ပံ့ပေးနိုင်ခဲ့ပြီးမတန်ဆွမ်းသူများလှုံ့ရှားသွားလာနိုင်စေဖို့အထောက်အကူပြုပစ္စည်းပေါင်း1500ကိုလည်းပြန့်ဝေပေးခဲ့တယ်လို့ဆိုပါသေးတယ်။ မက်လာကအင်အားပြင်းငလင်းလှုပ်ခတ်ခဲ့ပြီးနောက် WHO ဟာအရေးပေါ်အခြေအနေတွေအတွက်ကြိုတင်ပြင်ဆင်ထားတဲ့ရန်ပုံငွေ CFE ရဲ့ပံ့ပိုးမှုနဲ့အသက်ကယ်ကျန်းမာရေးဆိုင်ရာအထောက်ပံ့တွေကိုလင်းမြန်စွာစတင်ဆောင်ရွက်နိုင်ခဲ့ပြီးမိခင်နဲ့မွေးခင်စာကလေးတွေအတွက်ကျန်းမာရေးအထောက်ကူပစ္စည်းများကိုမိသားစုပေါင်း2800ကျော်အထိပံ့ပိုးပေးနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။